တမားရဲ့စာမျက်နှာတွေမှာ ထူးခြားတဲ့အခန်းကဏ္ဍတစ်ခုရှိခဲ့ပါတယ်။အဲဒါကတော့15ရာစုကနေ18ရာစုအထိဘင်္ဂလားပင်လယ်အော်ကို လွှမ်းမိုးခဲ့တဲ့ရခိုင်ပြည်နိုင်ငံတော်ပဲဖြစ်ပါတယ်။ဒီနိုင်ငံတော်ရဲ့နှလုံးသားကတော့ရှေးဟောင်းမြို့တော်မြောက်ဦးပါပဲ။ဥရောပခီးအင်းသွားနေကဒီမြို့ကိုဒုတိယဗင်းနစ်မြို့ရွှေမြို့တော်လို့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ တယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဟာဒီပျောက်ဆုံးနေတဲ့ကြီးကျယ်ခမ်းနားတဲ့ဘယင်နိုင်ငံတော်အကြောင်းကို3မိနစ်တွင်လေ့လာကြည့်ကြမယ်။မြောက်ဦးရဲ့သမိုင်းမတိုင်မီရခိုင်မှာလညာဝတီဝေတာလီလောင်းကျက်စတဲ့ဘယင်နိုင်ငံတော်တွေအဆင့်အဆင့်ထွန်းကားခဲ့ပြီးပါတယ်။ဒါပေမဲ့စင်မာနဲ့ခန္ဓာထေဝမှုကိုစတင်ခဲ့သူကတော့ဘုရင်မင်းစောမွန်ပါပဲ။1430ပြည့်နှစ်မှာ ဗဉ္ဇင်းမင်းစောမော်လာမြောက်ဦးကိုမြို့တော်ဖြစ်တည်ထောင်ခဲ့ပြီးနိုင်ငံတော်ကို ပြန်လည်ထူထောင်ခဲ့ပါတယ်။အကြခင်မှာပဲမြောက်ဦးဟာရေချောင်းကုံထွေကြီးရဲ့ဘ ഹു ချက်ဖြစ်လာပါတယ်။ဗဉ္ဇင်းမင်းပင်1930ကနေ1953ရခိုင်ဗဉ္ဇင်းနိုင်ငံတော်ဟာအားအကြီးဆုံးအဆင့်ကိုရောက်ရှိခဲ့ပြီးအရှေ့ဘက်မှာပင်လယ်ပြင်ကိုလွှမ်းမိုးခဲ့ နောက်ဖက်ဘင်္ဂလားဒေသတွေအထိနယ်နိမိတ်ချက်ထင်ခဲ့ပါတယ်။ထူးတခြားဆုံးကတော့ဘရင်တွေဟာရခိုင်ဘာသာအပြင်ပါရှန်အာရဗီစာရင်ဘဒင်္ဂါတွေထုတ်ဝေခဲ့ပြီးနန်းတော်မှာပေါ်တူဂီဂျပန်နဲ့မွတ်စလင်အရာရှိတွေအထိအမှုထမ်းခဲ့ကြပါတယ်။ဆိုတော့ရောက်ဦးဟာကမ္ဘာအဆင့်မီယဉ်ကျေးမှုမျိုးစုံပေါင်းစုံရအရာတစ်ခုဖြစ်လာခဲ့တာပေါ့။ရောက်ဦးရဲ့အထင်ကရအမွေအနှစ်တွေကတော့ ခံတပ်ပုံမှန်နဲ့တိဆောက်ထားတဲ့ဘိတုကလက်ရာတွေပဲဖြစ်ပါတယ်။ရွှေထင်းရှစ်တောင်းပထိုးတော်ကိုးတောင်းပထိုးတော်စားတဲ့ကြောက်လုံးနဲ့တိဆောက်ထားတဲ့ဘုရားပထိုးတွေဟာခိုင်မာတဲ့ခံတပ်နဲ့ဘုရားကျောင်းတော်ရဲ့ပုံစံံကို ပေါင်းဆက်ထားတာကိုတွေ့ရမယ်။ဒီထဲမှာဘုရားစင်တုတော်ပေါင်းထောင်ကြီးပြီးထဲ့သွင်းထားတဲ့တွေ့ရဆန်တဲ့လမ်းကြားတွေကြောက်ရွံ့ထုလဟာရခိုင်သားတို့ရဲ့အမှုပညာနဲ့ဘုဒ္ဓဘာသာယုံကြည်မှုရဲ့ န်းနာပုံကိုပေါ်ပြနေပါတယ်။နောက်ပြီးတော့မြောက်ဦးမြို့ကိုလာရောက်လက်ပတ်တူတိုင်ဟာဒီမြို့ရဲ့အံ့ဩစွာစီမံခန့်ခွဲမှုတွေနဲ့အမှုပညာလက်ရာတွေကိုတွေ့မြင်နိုင်ပါတယ်။မြို့တော်ကိုခံတက်မြို့အဖြစ်သုံးတက်ခံတက်တွေရေကန်တွေမိချောင်းတွေနဲ့ကာယံထားတာကိုတွေ့ရပါမယ်။အောင်မြင်မှုရဲ့အထွေရဲ့ပြောက်ကိုလောက်ရှိပြီးနောက်မှာတော့မြောက်ဦးဟာအတွင်းတတိပတ်ခါတွေ ဒီနံလူပွဲတွေကြောင့်တဖြည်းဖြည်းအင်္ဂါချိနယ်လာခဲ့ပါတယ်။1984ခုနှစ်မှာကုန်းပေါင်းဆက်မြန်မာဘရင်ပဒုံမင်းရဲ့သိမ်းဆိုင်မှုကိုခံရပြီးဘရင်နိုင်ငံတော်ဟာအဆုံးသတ်ရပါတယ်။ဒီလိုနဲ့ရခိုင်ရဲ့အမျက်နိုးဆုံးဗုဒ္ဓရုပ်ဖွားတော်ခဲ့တဲ့မဟာမြတ်မုနီရုပ်ဖွားတော်ကိုလည်းမန္တလေးသို့ပြန်ဆောင်သွားခဲ့ပါတယ်။ရခိုင်ဘရင်နိုင်ငံတော်ဟာပင်လယ်ပြင်မှာအားကြီးမားခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့အခြားယဉ်ကျေးမှုတွေပေါင်းစပ်နေတဲ့မမေ့နိုင်တဲ့သမိုင်းတစ်ခုထားရက်ခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ခေတ်ရခိုင်ပြည်နယ်မှာမြောက်ဦးရဲ့အမွေအနစ်တွေကရခိုင်လူမျိုးတို့ရဲ့ဂုံယူစရာသမိုင်းကိုအမြဲတမ်းသက်သေခံရရှိနေပါတယ်။